အီရန်နျူကလ িয়ার အရေးဖြေရှာပုံပိတ်ဆို့ရေးယူမှုများဥစွာဖေရှားရန်လိုကြောင်းတရုတ်ရုရှားနှင့်အီရန်ပြုံအီရန်၏နျူကလ িয়ার အရေးကိုငြင်းငြင်းစွာဆွေးနွေးဖြေရှာဖို့နှင့်တစ်ဖက်သံပိတ်ဆို့ထားတာအလုံးပြန်လည်ရုပ်သိမ်းဖို့လိုကြောင်းအီရန်ရုရှားနှင့်တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးတွေကမလ14ရက်မှာပြောကြားလာတာကို CMM သတင်းမှာဖော်ပြထားပါတယ်ဘေကျင်းမြို့တော်မှာသွေးဆောင်ဆွေးနွေးခဲ့တဲ့၃နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာသတင်းထုတ်ပြန်ထုတ်ဖော်ပြောဆိုလာဖြစ်ပါတယ်။အီရန်ရဲ့နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုခွင့်ကိုအလုံးကအပြည့်အဝအလေးစားလိုက်နာဖို့လိုပြီးအီရန်အပေါ်တရားမဝင်ပိတ်ဆို့အရေးယူမှုအလုံးကိုကန့်ကွက်ရှုတ်ချမယ်ဆိုပါတယ်။အီရန်နျူကလ িয়ার အရေးကိုဖိအားပေးချင်းချောက်ဖြေရှင်းလို့မရဘဲသွေးဆုံဆွေးနွေးပြီးမူလအစင်းမြစ်ပြဿနာတွေကိုဖြေရှင်းမှရမယ်လို့လဲတရုတ်ရုရှားနဲ့အီရန် သင်းပြနိုင်ငံခြားရေးဝန်ကြီးတွေကပြောထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရရဲ့ပေးစာကိုမလ12ရက်မှာလက်ခံရရှိထားကြောင်းအီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပြီးနောက်မှာအခုလိုသုံးနိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးတွေဘေကျင်းမြို့တော်မှာတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။